အမေရိကန်နဲ့အစ္စရေးတို့ကအီရန်ရဲ့နျူကလ িয়ার စက်ရုံတွေကိုလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။ဒါပေမဲ့ကမ္ဘာကိုအံအောဆုံးဖြစ်စေခဲ့တာကတိုက်ခိုက်မှုမဟုတ်ပဲအီရန်ရဲ့နောက်ပိုင်းတုံ့ပြန်မှုပါပဲ။ကာတာမှာရှိတဲ့ American စစ်ကမ်းကြီးတစ်ခုကိုအီရန်ကဒုံးကျည်တွေနဲ့ပစ်ခတ်ခဲ့တာပထမဆုံးအကြိမ်ဖြစ်ပါတယ်။ဒါဟာတာမန်ဖြစ်ရမဟုတ်ပါဘူး။ American ရဲ့ B2 လျှို့ဝှက်ဘုံးကျဲလေယာဉ်တွေပါဝင်တဲ့တိုက်ခိုက်မှုကိုတိုက်ရိုက်တုံ့ပြန်လိုက်တာပါ။အီရန်ကဒီမှာရင်ရက်မတော်ပါဘူး။ ကမ္ဘာကအမေရိကန်ရဲ့စည်ရေးလုပ်ရက်တွေရဲ့တရားဝင်မှုကိုအငင်းပွားနေစဉ်အခြားဒုံးကျည်တွေကိုအစ္စရေးနိုင်ငံအတွင်းကတယ်လီဗစ်အပါအဝင်အဓိကမြို့တွေစီကိုပြစ်လွတ်ခဲ့ပါတယ်။ဒါအကန့်အသတ်နဲ့တုံ့ပြန်မှုလား။ဒါမှမဟုတ်ပိုကြီးမားတဲ့အရာတစ်ခုရဲ့အဆလားဆိုတာမေးခွန်းထုတ်เสียပါ။ဒီတုံ့ပြန်မှုနဲ့ပတ်သက်ပြီးအတီးပြုတ်ထားတဲ့အပြည့်စုံဆုံးသတင်းတွေဒေတာရင်းစည်ရေးအရှိန်မြင့်တက်လာမှုတွေနဲ့ကမ္ဘာနိုင်ငံတွေရဲ့ပြင်းထန်တဲ့တုံ့ပြန်မှုတွေကိုမျက်ခြေမပြတ်စောင့်ကြည့်ရမှာပါ။ အီရန်ကဒီပလိုမေစီနီလန်းနဲ့တုံ့ပြန်ဖို့အချိန်မကြာခဲ့ပါဘူး။လုံခြုံရေးကောင်စီမှကန့်ကွက်တံမထွက်ခဲ့ပါဘူး။ American စစ်စခန်းကိုတိုက်ခိုက်မှုဟာ B2 တိုက်ခိုက်မှုကိုတုံ့ပြန်တာဖြစ်ပြီးအီရန်ကပိုတိုင်းတာပြီးခိုင်မာတဲ့စစ်ရေးလမ်းကြောင်းကိုရွေးချယ်ခဲ့ပါတယ်။အီရန်ကကာတာမှာရှိတဲ့ Allied Latest Gansi ကိုဒုံးကျည်များပြစ်လွတ်ခဲ့ပါတယ်။ဒါဟာအရှိအလေပိုင်းက American ရဲ့အဓိကစစ်စခန်းဖြစ်ပါတယ်။ဒုံးကျည်တွေကိုကာတာနဲ့ American တပ်ဖွဲ့တွေကချေမှုန်းနိုင်ခဲ့ပြီးအကြီးအကျယ်ပျက်စီးမှုနဲ့လူသေဆုံးမှုမရှိခဲ့ပါဘူး။ ါပေမဲ့ဒီတိုက်ခိုက်မှုရဲ့နည်းပြဟာအရအရေးပါမှုကရှင်းနေပါတယ်။ဒါဟာအီရန်ကအမေရိကန်စစ်စခန်းကိုတိုက်ရိုက်ပစ်ခတ်တာပထမဆုံးအကြိမ်ဖြစ်ပါတယ်။အီရန်အစိုးရကဒီလုပ်ရက်ကိုအမေရိကန်ရဲ့စတင်တိုက်ခိုက်မှုကိုတိုင်းတာပြီးတတိပေးချက်တစ်ခုလို့ဆိုပါတယ်။ကာတာကအမေရိကန်စစ်စခန်းကိုတိုက်ခိုက်ချိန်မတိုင်ခင်အီရန်ကအစ္စရေးရဲ့အဓိကမြို့ကြီးတွေကိုလည်းတိုက်ခိုက်ခဲ့ပါတယ်။တယ်လီဗစ်မြို့တော်နဲ့အစ္စရေးစစ်တပ်ရဲ့ထောက်ပံ့ရေးဌာနချုပ်နားမှာပောက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။မိလောင်ကျွမ်းမှုတွေဖြစ်ပွားပြီး အဆောက်အုံအချို့ပျက်စီးခဲ့ကာဆက်သွယ်ရေးအချို့ခဏပြတ်တောက်ခဲ့ပါတယ်။ဘယ်အရှိဗာမြို့မှာဆိုရင်ဆော်ရကာစေးရုံကိုဒုံးကျည်ထိမှန်ခဲ့ပြီးလူနာတွေနဲ့စေးဝင်တန်းတွေအလန့်တကြားဖြစ်ခဲ့ရပါတယ်။စေးရုံအဆောက်အုံအချို့ပျက်စီးခဲ့ပြီးလူနာတွေကိုမြေအောက်ခိုးစရာနေရာတွေစီကိုရွှေ့ပြောင်းခဲ့ရပါတယ်။ဟိုင်ဖာနဲ့ခါယက်ကက်မြို့တွေမှာလည်းစွန့်အင်နဲ့စစ်မှုဇုံတွေကိုတိုက်ခိုက်ခံခဲ့ရပါတယ်။မီလင်းရေးစနစ်ပြတ်တောက်သွားပြီးစစ်မှုလုပ်ငန်းတွေရပ်ဆိုင်းသွားခဲ့ပါတယ်။စေစုနှစ်တစ်ခုကျော်ကာလမှာပထမဆုံးအချိန်အစ်စရိတ်တွေဟာ သူတို့နိုင်ငံရဲ့ကာကွယ်ရေးစနစ်ထိုးပေါက်ခံရတာကိုခံစားခဲ့ရပါတယ်။စီရင်နေမြေတွေတမကပြည်သူနေရာတွေဖြစ်တဲ့ဘာဒန်၊ရမဒါ၊တဲလ်ဗင်နဲ့မြို့ပြင်ကဈေးဝယ်စင်တာတွေလည်းထိခိုက်ခဲ့ပါတယ်။လူသေဆုံးမှုတွေလည်းရှောင်လွဲလို့မရခဲ့ပါဘူး။အနည်းဆုံးပြည်သူ24ယောက်သေဆုံးခဲ့ပြီး2500ကျော်ဒဏ်ရာရခဲ့ပါတယ်။အဆောက်အုံဒါဇင်နဲ့ချီပြည့်စည်ခဲ့ပါတယ်။လမ်းများဟာလူသူကင်းမဲ့နေပြီးနေထိုင်သူများဟာခိုးလုံရနေရာများမှာခိုးလုံနေကြရပါတယ်။ အစ္စရေးရဲ့ကောင်းကင်ဟာအချက်ပေးတံများနဲ့ဖုံမုံတိမ်တိုက်များဖြင့်ပြည့်နှက်နေခဲ့ပါတယ်။ဒီတိုက်ခိုက်မှုလိုင်းအတွင်းမှာပဲအီရန်ရဲ့အမြင့်ဆုံးခေါင်းဆောင်အယ်လီခါမီနီအိမ်ကပွင်လင်းစွာကျွန်ုပ်တို့နှုတ်ဆက်မနေပါကျွန်ုပ်တို့ခံစားရတဲ့အဆုံးရှုံးတိုင်းကိုရန်သူတွေစီကအပြည့်အဝပြန်ရမယ်လို့ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။အီရန်ကဒီတိုက်ခိုက်မှုကိုအစ္စရေးနဲ့အမေရိကန်တို့အတွက်ပြင်းထန်တဲ့သတိပေးချက်အဖြစ်သတ်မှတ်ပါတယ်။ အီရန်ဟာစကားပြောရုံတမကပိုပြီးပြင်းထန်စွာတုံ့ပြန်နိုင်တယ်ဆိုတာကိုကဘာကိုပြသလိုက်တာပါဒါအပြင်အီရန်ဟာပေါ်ပေါ်ထင်ထင်တိုက်ခိုက်နိုင်စွမ်းရှိတယ်ဆိုတာကိုလည်းပြသလိုက်ပါတယ်ဒီအတော်အတွင်းမှာပဲကဘာကစိုးရင်လာပါတယ်ကုလသမဂ္ဂနဲ့ဥရောပသမဂ္ဂတို့ကအရှင်လျှော့ဖို့တောင်းဆိုခဲ့ပါတယ်တရုတ်နဲ့ရုရှားတို့ကအမေရိကန်ရဲ့ပထမဆုံးတိုက်ခိုက်မှုကိုရှုတ်ချပြီးအီရန်မှာတုံ့ပြန်ခွင့်ရှိတယ်လို့ပြောကြားခဲ့ပါတယ်အမေရိကန်နဲ့ဗြိတိန်တို့ကအစ္စရေးကိုအားပေးပေမဲ့အခြေအနေထိန်းချုပ်ဖို့တောင်းဆိုခဲ့ပါတယ် အိုမန် UAE နဲ့ကူဝိတ်လိုပင်လယ်ကွေ့နိုင်ငံတွေကတော့ဒီတိုက်ခိုက်မှုဟာရေနံလမ်းကြောင်းတွေစီပြန့်နှံ့သွားနိုင်ပြီးဒေသရင်းစီးပွားရေးမတည်ငြိမ်မှုကိုဖြစ်စေနိုင်တယ်လို့စိုးရိမ်နေကြပါတယ်။ Hormuz ရေလက်ကြားမှာလည်းတင်းမာမှုတွေမြင့်တက်လာပါတယ်။အီရန်ကပဋိပက္ခမရက်ဆိုင်ရင်ကမ္ဘာအထက်ရေနံသေယူပို့ဆောင်ရေးလမ်းကြောင်းကိုပိတ်ပစ်မယ်လို့အချက်ပြထားပါတယ်။ကမ္ဘာကြီးကအခုအခါမှာဖြစ်နိုင်ခြေနှစ်ခုနဲ့ရင်ဆိုင်နေရပါတယ်။၁ပဋိပက္ခအိမ်နီးချင်းနိုင်ငံတွေအထိပြန့်နှံ့သွားပြီး ဒေတာရင်းစစ်ပွဲကြီးဖြစ်လာနိုင်ပါတယ်နှစ်နိုင်ငံတကာ PR တွေကတိုက်ခိုက်မှုကိုရက်စေပြီးပါတီအားလုံးကိုစိတ်ဆက်ဆွေးနွေးရေးစပွဲစီပြန်သွားစေနိုင်တယ်ဒါပေမဲ့သွေးသွန်းခံရပြီးမျိုးတွေပြည့်စည်ခံရပြီးတဲ့နောက်မှာတော့ diplomacy ဆိုတာလွယ်လွယ်နဲ့ရွေးစရာမဟုတ်တော့ပါဘူးကာတာမှာရှိတဲ့ American စစ်စခန်းနဲ့ Israel ရဲ့အဓိကပြစ်မှတ်နှစ်ခုကိုတိုက်ခိုက်ခြင်းဖြင့် Iran ဟာ B2 တိုက်ခိုက်မှုကိုတုံ့ပြန်တဲ့အခါမှာတင်ဂေတာတသက်မဟုတ်ဘူးဆိုတာကိုပြသလိုက်ပါတယ်ဒုံးကြီးအများစုကိုချိန်မုံနိုင်ခဲ့ပေမဲ့ အီရန်ရဲ့နီးပြူဟာဆိုင်ရာသတင်းစကားကရှင်းနေပါတယ်။သူတို့ရဲ့မြေနေနေမိတ်နဲ့နီးပြူဟာအရေးပါတဲ့အဆောက်အုံတွေကိုတိုက်ခိုက်ခံရရင်ဘေးဖယ်မနေတော့ဘူးဆိုတာပါပဲ။ကဘာကြီးဟာအရှိအလေပိုင်းမှာအခုအခါဒီလန်းတုံးကွအစ်စ်မှာရက်နေပါတယ်။ဘယ်စီရေးလို့ရက်မစိုးကိုကြီးမားတဲ့တုံ့ပြန်မှုဂွင်းဆက်ကိုစတင်နိုင်ပါတယ်။